မြတ်စွာဘုရားတခင်ကရမေကြီးကဒုံနိကဟတလဟုနောယထာကာမနိပါတိနောစေတသဓမ္မထောတာတုစိတ်တံတန်တံဒုက္ခဝဟံဆုံးမတော်မူခဲ့ပါတယ်ဒုံနိကဟတလဟုနောယထာကာမနိပါတိနောဆိုတာမိမိတို့ရဲ့တန်တံမှာရှိတဲ့စိတ်ရဲ့အခြေအနေလေးကို ပြောပြပေးခြင်းပဲဖြစ်ပါတယ် စိတ်ဆိုတာအတ္တတရားလေးပဲအဲ့ဒီအတ္တတရားဟာလည်းနန္တရားလေးပဲအဲ့ဒီနန္တရားဆိုတဲ့စိတ်အတ္တလေးဟာအမတန်လင်းမြန်ပါတယ်အမတန်လည်းတိမ်မွေးပါတယ်အာယုံအမျိုးမျိုးစီတို့ ကြားရောက်တတ်ပါတယ်။ဘယ်အယုံကိုကြားရောက်လိမ့်မယ်လို့ကြိုတင်မခံမှန်းမိပေမဲ့လို့လည်းပဲအာယုံနဲ့တွေ့လာပြီဆိုရင်စိတ်ဆိုတဲ့အတ္တိကလေးဟာအဲ့ဒီအာယုံစည်းတို့ဥတည်သွားတတ်ပါတယ်။အာယုံစည်းတို့ညှုတ်ကိုင်းသွားတတ်ပါတယ်။အာယုံစည်းတို့ပြေးဝင်သွားတတ်ပါတယ်။အာယုံကလည်းအမျိုးမျိုးရှိနေတဲ့အခါကြတော့စိတ်အသိလေးဟာလည်းပဲ တမျိုးတည်းအပေါ်မှာစိုးစိုက်မှုမပြုတ်နိုင်ပဲနဲ့အမျိုးမျိုးသော အာယုံစီတို့တခုပြီးတခုအာယုံတနည်းအားဖြင့်တနည်းပြင်းလွားကျက်စာကြားရောက်နေတတ်ပါတယ်စိတ်တတ်ဓမ္မထောတာတို့အဲ့ဒီလိုအာယုံအမျိုးမျိုးစီတို့ပြင်းလွားကျက်စာတတ်တဲ့ ိတ်ဆိုတဲ့ဟောဒီအတိနန္တရားကလေးကိုဆုံးမနိုင်မယ်တည်တည်ငြိမ်ငြိမ်ဖြစ်အောင်ပြည့်လုံထားနိုင်မယ်ဆိုရင်တဲ့ချမ်းသာဒုက္ခရပါလိမ့်မယ်ဒီလိုဟောလို့ရင်ဖြစ်ပါတယ်ဒီတော့မိမိတို့ရဲ့တဏ္ဍာမှာရှိတဲ့စိတ်ဆိုတဲ့အတိတရားကလေးဟာ သဘာဝနောပမနာသဘာနောပမသုတ်တံမှာမြတ်စွာဘုရားဟောကြားထားခဲ့တဲ့ဥပမာနဲ့ပြောရမယ်ဆိုရင်တွင်တော်စိတ်ဟာမြောင်းနေတူတယ်တဏှာထဲမှာပုံသေးမနေတတ်ပါဘူးမြောင်များဟာတိပ်ပင်ပေါ်မှာငြင်းငြင်းမနေသလိုပဲမိမိတို့ရဲ့စိတ်များဟာလည်းပဲ တဏှာထဲမှာအာယုန်တစ်ခုထဲမှာပုံသေးမနေတတ်ဘူးတွေးစရာရှိလို့တွေးတယ်ဆိုပေမဲ့အတွေ့အာယုန်တစ်ခုထဲကို တွေးနေခြင်းမဟုတ်ပါဘူးအာယုန်မျိုးမျိုးစီကိုတွေးနေတတ်တာပါအဲဒီလိုတွေးတဲ့အခါမှာလည်းအလွန်နှိမ်မြတ်ပါတယ်အလွန်သိမ်မွေ့ပါတယ်တွေးစိတ်ကလေးပေါ်နေတယ်ဆိုတာတဏှာအဖြစ်မသိနိုင်ပါဘူးတွေးပြီးမ ကြော်သွားပြီးမှ အော်တွေးမိနေပြီဒီလိုသိလိုက်တာပါအလုံးနှိမ်မြလုံးတဲ့အတွက်ခြောက်ကန်လို့လည်းပဲ မလွယ်လှပါဘူးထိုင်းလို့လည်းပဲခက်ခဲပါလေအဲဒီလိုခက်ခဲလုံးတဲ့အတွက်မိမိပြုတဲ့အာယုံနဲ့ပတ်သက်ပြီးတော့မထင်မှဖြစ်နေလောဘဖြစ်စရာအာယုံတွေးရင် လောဘစိတ်တွေပေါ်လာတတ်ပါလေ ဒေါသဖြစ်စရာအယုံတွေးရင်ဒေါသစိတ်တွေပေါ်လာတတ်ပါလေမာနဖြစ်စရာအယုံတွေးရင် မာနတွေပေါ်လာတတ်ပါလေဒိဋ္ဌိဖြစ်စရာအယုံတွေးရင်ဒိဋ္ဌိတွေပေါ်လာတတ်ပါလေအိတ်တာမေစရိယဖြစ်စရာအယုံတွေတွေးရင်အိတ်တာမေစရိယတရားတွေလည်းပဲပေါ်လာတတ်ပါလေအလုံးလင်းမြန်လုံးတဲ့ဟောရီရဲ့စိတ်ရဲ့အယုံပြုတ်မှုလေးတွေကို သတိမထားမိလိုက်နိုင်သည့်အတွက်အကဲမခတ်လိုက်နိုင်သည့်အတွက်အာယုံအမျိုးမျိုးအလိုက် လောဘတွေဖြစ်လိုက်ဒေါသတွေဖြစ်လိုက်မောဟတွေဖြစ်လိုက်မာနတွေဖြစ်လိုက်ဒိဋ္ဌိတွေဖြစ်လိုက်ဆိုပြီးတော့ကိလေသာညစ်ကြေးတွေဟာလည်းပဲမိမိရဲ့မနောထဲမှာ အမြဲတမ်းပေါ်ကွင်းရနေပါလေအဲ့ဒီကိလေသာတရားလေးတွေဖြစ်နေရင်မိမိရဲ့စိတ်ဟာညင်ွမ်းနေမယ်ညင်ွမ်းတဲ့စိတ်ဟာ မြင်တဲ့စိတ်ပိုင်ဆိုင်တဲ့ပုံကိုယ်ကိုအပေတို့ရအောင်ပို့ပေးတတ်ပါလေဒါကြောင့်မလို့စိတ်လိုလိုက်ထားမယ်ဆိုရင်စိတ်လိုလိုက်နေတဲ့ပုံကိုယ်ဟာအပေလေးပါးတို့ရောက်တတ်ပါလေချမ်းသာဒုက္ခနဲ့တွေးဖို့ရင်အင်မတန်ဝေးပါလေအဲဒါကြောင့်မလို့ချမ်းသာဒုက္ခကိုရကြင်ပါတယ်ဆိုရင်အပေလေးပါးတန်ត្រာမှလုကင်းကျင်ပါတယ်ဆိုရင် ဟောဒီအာယုံမျိုးမျိုးစီတို့ရောက်နေတဲ့စိတ်ကိုဆုံးမပေးရမယ်ပြုတ်ပြင်ပေးရမယ်ကိုလိုချင်တဲ့ပုံစံဖြစ်အောင်ထိမ့်သိမ့်ပေးရမယ်စိတ်ဆိုတာကနန္တရားပဲအာယုံရှိရင် စိတ်ပေါ်မှာပဲအဲ့ဒီနန္တရားဆိုတဲ့စိတ်ကိုမပေါ်ပါနဲ့လို့သွားပြီးတားလို့မရပါဘူး အာယုံနဲ့ဓဝရတိုက်ရင်ဝိညာဉ်တရားတွေပေါ်ရဟာဓမ္မတာသဘောပါပဲမိမိတဏ္ဍမှာလည်းဓဝရတရားတွေရှိနေတယ်အပြင်ဘာကလည်းအာယုံတရားတွေရှိနေတယ်အာယုံနဲ့ဓဝရတိုက်ရင်တော့ဝိညာဉ်ဆိုတဲ့စိတ်ကတော့မလုံးမသိပေါ်မှာပါပဲမပေါ်ပါနဲ့လို့တားမြစ်လို့မရပါဘူးတော်တော်အဲ့ဒီလိုပေါ်လာတဲ့စိတ်ကိုအာယုံအမျိုးမျိုး အပေါ်မှာ ကိလေသာတရားလေးတွေနဲ့မရှင်တွဲအောင်ထိမ့်သိမ့်ပေးဖို့လိုပါတယ်။ဒေါသဖြစ်စရာအယုံနဲ့တွေးပြီမဲ့လို့လည်းပဲလောဘမဖြစ်အောင်ထိမ့်ပေးရမယ်။ဒေါသဖြစ်စရာအယုံနဲ့တွေးပြီမဲ့ဒေါသမဖြစ်အောင်ထိမ့်ပေးရမယ်။မောဟဖြစ်စရာအယုံနဲ့တွေးပြီမဲ့မောဟမဖြစ်အောင်ထိမ့်ပေးရမယ်။အဲ့ဒီနည်းနဲ့မိမိရဲ့စိတ်ကိုဆုံးမဖို့ပဲရှိပါတယ်။အယုံနဲ့ဒေါသတိုက်လို့ဝိညာဉ်စရက်စိတ်ပေါ်တယ်။ဝိညာဉ်စရက်စိတ်ပေါ်လို့ အဲ့ဒီနောက်မှာကိလေသာတရားတွေဖြစ်တယ်ဆိုရင်အာယုံကိုလည်းပဲအပြစ်ပုံချလို့မရပါဘူး။ဓာရကိုလည်းအပြစ်ပုံချလို့မရပါဘူး။တကယ်တမ်းအပြစ်ရှိတာကတော့စိတ်မှာပဲအပြစ်ရှိပါလေ။ဟောဒီစိတ်ကိုပဲနဲ့အောင် ဆုံးမရမှာဖြစ်ပါလေ။ဟောဒီစိတ်ကိုပဲကိုလိုချင်တဲ့ပုံစံ ဖြစ်အောင်ပြုပြင်ပေးရမှာဖြစ်ပါလေ။ဟောဒီစိတ်ကိုပဲ ထိ ंछ ုပ်ပေးရမှာဖြစ်ပါတယ်။ဘလုံနီးနဲ့ထိ ंछ ုပ်ပေးမလဲဘလုံနီးနဲ့ပြုတ်ပြင်ပေးမလဲစိတ်တော်မြည်ဒီမှာပါပသမေရမတိတိမနောဆိုတဲ့အတိုင်းပဲအာယုံတစ်ခုတွေ့ပြီဆိုရင်ကိလေသာဖြစ်မဲ့သဘောမျိုးနဲ့ပဲသူ ကြည့်တတ်ပါတယ်။ဒါကြောင့်မို့လဲစိတ်ရဲ့နောက်မှာကိလေသာတရားတွေအမြဲတမ်းပေါ်ကွင်းရနေခြင်းပါပဲ။ ဟောဒီစိတ်ကိုထိန်းချုပ်လိုက်မယ်ဆိုရင်ကိလေသာတရားတွေပေါ်ခွင့်မရတော့ဘူးဘယ်လိုထိန်းချုပ်မလဲစိတ်မပေါ်အောင်လုပ်မလားမပေါ်အောင်လည်းလုပ်လို့မရပါဘူးအာယုံဒွါရတက်ရင်စိတ်ကပေါ်စမြဲဖြစ်တဲ့အတွက်နတ်တရားကတော့စိတ်တရားကတော့ရှိနေမှာပဲအဲ့ဒီလိုရှိနေတဲ့အခါမှာဟောဒီစိတ်ကိုသူ့အတိုင်းမထားဘဲနဲ့ညံဆိုတဲ့အဖော်လေးထည့်ပေးလိုက်ရမယ်ပညာဆိုတဲ့အသီးလေးနဲ့ကပ်ပေးလိုက်ရမယ် နတရားဆိုတဲ့ဟောဒီအသိစိတ်ကလေးကိုပညာဆိုတဲ့ဉာဏ်နဲ့တွဲပေးလိုက်တဲ့အခါကျတော့လောဘဖြစ်စရာအယုံနဲ့တွဲပေးမယ်လို့လည်းပဲပညာဉာဏ်နဲ့ပိုင်းခြားပြီးတော့ရှုကြည့်လိုက်တဲ့အခါမှာဟောအော်ဒီအာယုံကလည်းပဲဖြည်းဖြည်းပြတ်တတ်တဲ့သဘောလေးပဲပုဂ္ဂတ္တဝါငါမဟုတ်ဘူးဒါသည်ယုတ်တရားနန္တရားဖြည်းဖြည်းပြတ်တတ်တဲ့သဘောပဲဘလို့ပင်မိမိရဲ့အတိကလောဘဖြစ်စရာအယုံလို့ထင်မြင်ပေမဲ့လို့လည်းပဲ အဲ့ဒီအာယုံကလည်းဖြစ်ပြီးပြတ်တတ်တဲ့သဘောမလို့လောဘဖြစ်เสียဘာတစ်ခုမှမတွေ့ပါဘူးဒေါသဖြစ်เสียအာယုံကိုကြည့်လို့ဒေါသတွေဘလောက်ပဲဖြစ်ပေမဲ့လို့လည်းပဲညံဆိုတဲ့တရားကလေးအတိတရားကလေးကပ်ပေးလိုက်မယ်ဆိုရင်ဟောဒီအာယုံဟာဖြစ်ပြီးပြတ်တတ်တဲ့သဘောပဲဒါယုံတရားပဲဒါနန္တရားပဲပုဂ္ဂိုလ်တ attva မှာမဟုတ်ပဲပဲ ဘာကြောင့်ပြုတ်ပြီးတော့ဒေါသဖြစ်နေကြလို့သေးတော့ဘာကြောင့်ပြုတ်ပြီးတော့စိတ်ဆင်းရဲနေကြလို့သေးတော့ဖြည်းဖြည်းပြတ်တတ်တဲ့သဘောလေးပဲဖြည်းဖြည်းပြတ်တတ်တဲ့သဘောဟာအကြောင်းတိုက်ဆိုင်လို့ဖြစ်အကြောင်းချုပ်လို့ကြိုးချုပ်တာပဲငါနဲ့မှမဆိုင်ပဲပဲဆိုတော့သူနဲ့ပတ်သက်ပြီးတော့ဒေါသဖြစ်เสียလည်းမရှိတော့ပါဘူးမောဟဖြစ်เสียအာယုံတွေးပြင်မဲ့လို့လည်းပဲအသိဉာဏ်လေးနဲ့ထိုးရင်းပြီးတော့ကြည့်လိုက်လို့ကြောသဘောနဲ့သဘောပဲဖြစ်သဘောပြတ်သဘောပဲဒုက္ခသစ္စာသဘောပဲလို့ ပိုင်ပိုင်နဲ့နဲ့သိလိုက်မယ်ဆိုရင်မောဟလည်းမဖြစ်တော့ပါဘူးစိတ်ဆိုတဲ့အတိကတော့ရှိနေမှာပဲဒါပေမဲ့လို့လောဘဖြစ်စရာအယုံနဲ့တွေးလို့လောဘမဖြစ်အောင်အဲ့ဒီအတိထဲမှာဉာဏ်ကလေးထည့်ပေးထားပါဒေါသဖြစ်စရာအယုံနဲ့တွေးလို့ဒေါသတွေမဖြစ်အောင်အတိထဲမှာဉာဏ်ကလေးဥသိပေးလိုက်ပါ မောဟဖြစ်စရာအယုံကလေးတွေးလို့မောဟတွေမဖြစ်အောင်အတိထဲမှာဉာဏ်နဲ့ထိ ंछ ုပ်ပေးလိုက်ပါ အဲ့ဒီလိုညံဆိုတဲ့အဖော်လေးပါလာပြီဆိုရင်စိတ်ဒီဘယ်တော့မှမကောင်းမှုမှမမွေ့လျော်တော့ပါဘူးညံသွားရတော့ကိုသူကလိုက်ရတော့မှာပါအာယုံမှန်သမျှကိုညံလေးနဲ့ကြည့်လိုက်တဲ့အခါကျတော့ပုဂ္ဂိုလ်တ attva မဟုတ်ဘူးငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးငါနဲ့မဆိုင်ဘူးဒါရီယာရောသဘောနာသဘောခန္ဓာသဘောပဲဖြစ်ပြီးပြတ်တဲ့သဘောတွေပဲလို့ညံနဲ့ပိုင်ပိုင်နဲ့နဲ့သိလိုက်ပြီဆိုရင်အဲ့ဒီအပေါ်မှာနံဆိုတဲ့စိတ်တရားကလေးကလည်းပဲ လောဘဆိုတဲ့ကိလေသာကိုခေါ်မလာတော့ပါဘူးဒေါသဆိုတဲ့ကိလေသာပေါ်အောင်လည်းပဲမကြိုးစားတော့ပါဘူးမောဟဆိုတဲ့ကိလေသာပေါ်အောင်လည်းပဲဖန်တီးမပေးတော့ပါဘူးအဲဒီလိုဆိုရင် လောဘဒေါသမောဟကိလေသာတွေကင်းပြီးတော့အတိထဲမှာဉာဏ်တရားကိလေသာမြဲတမ်းကင်းနေမှာဖြစ်ပါတယ်အဲ့ဒီနည်းနဲ့စိတ်ကို ဆုံးမပေးရမှာဖြစ်ပါတယ်အဲ့ဒီလိုစိတ်ဆိုတဲ့အတိတရားကလေးကိုဉာဏ်ဆိုတဲ့ပညာနဲ့ အမြဲတမ်းလွမ်းမိုးထားမယ်အမြဲတမ်းအုပ်ချုပ်ထားမယ်အမြဲတမ်းချုပ်ကင်ထားမယ်အတိတမ်းမှာညံကလေးကိန်းထားမယ်ဆိုရင်ဘာယုံနဲ့ပဲတွေ့တွေ့ဟောရဟာဖြစ်ပြဒုက္ခသစ္စာပဲဟောရဟာဖြစ်ပြဒုက္ခသစ္စာပဲဒုက္ခသစ္စာပဲလို့တဏှာလေးစားတဲ့မြင်လိုက်တဲ့အခါကျတော့အရှုခံတရားကလေးကဒုက္ခသစ္စာ ညံဦးစည်းတဲ့စိတ်ကလေးကမက္ကသစ္စာဖြစ်နေပြီအဲဒါလို့ဆိုဟောဒီစိတ်ဟာကိလေသာတရားကိုလည်းပဲရှင်တွဲပြီးတော့မနေနိုင်တော့ဘူးညံနဲ့သာမြဲရှင်တွဲနေတာဖြစ်တဲ့အတွက်ညံကနိဗ္ဗာန်ကိုပို့ပေးတဲ့အခါမှာဟောဒီစိတ်တရားကလည်းပဲနိဗ္ဗာန်ကိုဥတည်နေတဲ့စိတ်ကလေးဖြစ်နေပါလေနိဗ္ဗာန်ကိုအာယုံပြုတ်နေတဲ့စိတ်ကလေးဖြစ်နေပါလေနိဗ္ဗာန်ကိုညွတ်ကိုင်းနေတဲ့စိတ်ကလေးဖြစ်နေပါလေအဲဒါလို့ဆိုဟောဒီစိတ်ဒီ ချမ်းသာဒုက္ခကိုဆောင်ရွက်နိုင်တဲ့စိတ်ကလေးဖြစ်နေပါတယ်။အဲဒါကိုပဲမြတ်စွာဘုရားသခင်ကတော်မြတ်ကြီးကစိတ်တတဓမ္မတော်တာတို့စိတ်တန်တန်တဒုက္ခဝဟံဉာဏ်နဲ့ပညာနဲ့ဆုံးမထားလို့ယဉ်ကျေးနေတဲ့စိတ်သည်နိဗ္ဗာန်ကိုဆောင်ရွက်နိုင်တယ်။ချမ်းသာဒုက္ခကိုဆောင်ရွက်ပေးနိုင်တယ်လို့ဘုရားရှင်ကတော်မြတ်ကြီးဟောကြားခဲ့တာဖြစ်သောကြောင့်နိဗ္ဗာန်ချမ်းသာလိုချင်ပါတယ်ဆိုရင်မိမိတို့ရဲ့တဏ္ဍာမှာရှိတဲ့ ဘာကိုပဲသိသိသိနေတဲ့အတ္တတရားစိတ်ဆိုတဲ့နတ္တရားကလေးကိုဒီတန်းလှုပ်မထားပဲနဲ့ပညာဆိုတဲ့အတ္တဉာဏ်တရားကလေးနဲ့အမြဲတမ်းရှင်တွဲပေးပါ အမြဲတမ်းထိ ंछ ုပ်ပေးပါတတိသမารိပညာတရား၃မျိုးနဲ့ရှင်တွဲပြီးတော့ဟောဒီစိတ်ကိုပြုပြင်ပေးပါအဲ့ဒါလိုပြုပြင်ပေးရင်မိမိတို့လွန်လာတောင်းတသည့် ချမ်းသာစေချမ်းသာမှဖြစ်တဲ့နိဗ္ဗာန်ချမ်းသာရပါလိမ့်မယ်လို့အဲဒီလိုသဘောပေါက်ပြီးတော့ကြိုကြိုစားစားနဲ့ကြင်ကြံကြောကအထုတ်ပေးလိုက်ကြပါရောက်ကြရောက်ပေါင်းတော်ကောင်းတို့